တရက်ပိုင်းမှာမေးမြန်းနေတယ်ဆမလန်ကစားလို့ရင်ကောင်းသလားလန်ကစားလို့ရင်ကောင်းသလားမကောင်းဘူးလားဆိုတာချစ်မိတ်ဆွေကိုယ်တိုင်သိပါလိမ့်မယ်ဆမကိုလာမေးလို့ရှင်လန်ကစားမကောင်းဘူးပဲပြောပါလိမ့်မယ်ဒါပေမဲ့အခုချိန်မှာဆမရဲ့အလုတ်ကင်တွေကခက်ခဲတယ်ငွေအကျေးတွေကခက်ခဲတယ်အကျွေးတွေတင်နေလို့မြ мян ကြည်ကျင်လို့ကျမလန်ကစားလို့မိရင်ကနေပြီးတော့ ငွေတွေအကျွေးပတ်လဲဝိုင်းသွားတယ်အစားသက်ဖြစ်အစားသက်ဖြစ်လန်ကစားနဲ့ပတ်သက်တဲ့သတင်းတွေမျိုးစုံကျွန်မကိုလာပြောနေတယ်ပြီးပြီဆိုလို့ရှိရင်လန်ကစားနဲ့ကြိုးပေးတဲ့ဖုန်းနံပါတ်ကဘယ်လိုမျိုးလဲသိကျင်လိုက်တာရကျင်လိုက်တာဆိုပြီးတော့ပြောတဲ့သူတွေရမ်းများတဲ့အတွက်ဒီနေ့ဒီဗီဒီယိုလေးကိုပြုလုပ်ပေးခြင်းဖြစ်တဲ့အထူးသဖြင့်လန်ကစားလုပ်နေတဲ့သူတွေဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါကျွန်မခင်ဆုတည်ပါချစ်ရသောချစ်မိတ်ဆွေတို့ရဲ့ဘဝကိုဖုန်းနံပါတ်ပညာကိုတည်တည်ချာချာတွက်ချက်ပေးခြင်းဖြစ်အခုအရန်ခက်ခဲနေသော တောင်းနေရသောပေးပါကူပါလှူပါပြောနေရသောဘဝမှာဒီပေးကန်းစွတ်ကျဲနေသောလက်အစုံဖြစ်အောင်ပြောင်းလဲပေးနေတဲ့ဆမခိုင်စုတီဖြစ်ပါတယ်။ Okay ချစ်ရသောချစ်မိတ်ဆွေတွေဒီဗီဒီယိုကိုအသေးချာနားထောင်ပါ။လောက်ကစားလုံနေတဲ့သူတွေစီးပွားရေးကိုလောက်ကစားဆန်ဆန်အယောစားကြီးစွာနဲ့လုံနေတဲ့သူတွေဆိုလို့ရှိရင်သင်တို့ကင်ဆောင်နေသောဖုန်းနံပါတ်တွေမှာ2092 3003 3983 3433လုံး83လုံး63လုံးဆိုတဲ့ဖုန်းနံပါတ်တွေရှောင်ပေးပါ9660ဆိုတဲ့အတွဲနံပါတ်တွေရှောင်ပေးပါ6886ဆိုတဲ့အတွဲနံပါတ်တွေရှောင်ပေးပါ3ည2လုံး3လုံးဆိုတဲ့အတွဲနံပါတ်တွေရှောင်ပေးပါဒီလိုနံပါတ်အတွဲတွေပါနေတဲ့မြတ်ရှင်တို့ရဲ့ဘဝတဲကိုငွေတွေကစည်းဝင်လာဖို့အရန်ခက်တဲ့လက္ခဏာလုံးရင်လဲရှုံးမယ်အကျွေးပတ်ချဝိုင်းစီတဲ့နံပါတ်လို့မှတ်ထားပေးပါ စီပွားရေးလုပ်ရင်လည်းလက်ကစားဆန်ဆန်တပွဲတိုးလုပ်ပြီးဆိုရင် ဆုံးပြီသားမှရှုံးပြီသားမှဒီနံပါတ်တွေပါနေ။ဒါဆိုရင်တစ်ချက်ရေးဘယ်နံပါတ်တွေကကျွန်တော်တို့ကျမတို့ဘဝအတွက်ကိုကောင်းစေလဲ။အဲ့ဒါကကြတော့ဘယ်နံပါတ်ကောင်းတယ်လို့ခြေရုံးမှာပြောလို့မရဘူး။ဘာဖြစ်လို့လဲလူတယောက်ရဲ့ကန်စာတာသူ့ရဲ့မွေးနံပါတ်နဲ့သူ့ကိုကန်ကောင်းစေမဲ့နံပါတ်နဲ့တွဲပြီးတော့တွဲချက်ပေးပြီးတော့ထိကန်ကောင်းတဲ့နံပါတ်ကိုတွဲပေးမှလမ်းကစားကန်ကောင်းတဲ့နံပါတ်ကို တွဲပေးမှသာလောက်ကစားနဲ့ကန်ကောက်ကျိုးပေးတဲ့နံပါတ်အတွဲတွဲထွက်လာတာမို့လို့အဲဒါလေးကကောင်းလားဟိုလေးကကောင်းလားဆိုရင်ပြန်ဖြေလို့မရပါဘူးတင်တိုးရက်ဘဝမတက်တာလို့လောက်ကစားလောက်ရတော့မယ်မတက်တာလို့လောက်ကစားဘဝထဲမှာကိုကနေပြီးတော့လုတ်ကျင်တယ်ဆိုလို့ရှိရင်တော့တင်တိုးကဖုန်းနံပါတ်ကိုအရင်ပြောင်းပြီးမှပြုတ်လုပါဖုန်းနံပါတ်ကိုအရင်ပြောင်းပြီးမှတင်တို့လုပ်နေတဲ့အလုပ်လေးကိုဆက်ပြီးလုပ်ပါဆိုပြီးတော့အကြံပြုပါရစေ။ ဟုတ်ပြီနော်ဆုံးရှုံးမှုလည်းအများများတယ်ငွေနောက်ကိုလောဘနောက်လိုက်ရင်းနဲ့ဘဝနစ်မွန်သွားတတ်တာဖြစ်တဲ့အတွက်လွန်ကစားလုံနေတဲ့သူကစီးပွားရေးလုံနေတဲ့သူထက်တောင်ကြောက်ဖို့ကောင်းပါသေးတယ်။ဒါကြောင့်မလို့တင်တို့ကလန်ကစားဆန်ဆန်စီးပွားရေးလုပ်နေပြီးလန်ကစားလုပ်နေပြီးဆိုလို့ရှိရင်တင်တို့ကိုင်ဆောင်နေတဲ့ဖုန်းနံပါတ်ကိုအရင်ပြောင်းပါကံကောင်းမှလက်ကောင်းမယ်ဆိုတော့ကိုမမေ့